lá န်းနေပစ္စည်းတွေအများကြီးမာတတ်တဲ့သူတွေအများအွန်လိုင်း shopping မဲ့လုပ်နေတဲ့သူတွေအတွက်ပစ္စည်းတွေရွေးရတာ review တွေ like ဖတ်ရတာကောင်းမစားရအောင်လို့ ChatGPT ကအခုတလောမှာ shopping resource ဆိုတဲ့ဒီ futures အသစ်တစ်ခုထုတ်လိုက်တယ်။သုံးချင်လို့ရှင် ChatGPT အကောင့်နဲ့ဝင်ဝင်ပြီးသွားလို့ရှင်ဒီအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်နှိပ်လိုက်လို့ရှင်ဒီနေ့လေးမှာ shopping resource ဆိုပြီးတော့ဒီဟာလေးပေါ်လာမယ်။အဲ့ဒါကိုနှိပ်လိုက်ပြီးလို့ရှင်ဒီမှာကိုကြိုက်တဲ့ review ကိုမေးလို့ရတယ်ပေါ့။ဥမာကိုကဒီက link တစ်ခုကိုယူလာလိုက်မယ်။ဥမာဒီ shopping က link တစ်ခု ခုဖြစ်ဖြစ်လဲဆိုတော့ဒါအလင်းတစ်ခုဖြစ်ဖြစ်အာရှင်းရလေးတစ်ခုဖြစ်ဖြစ်ယူလာလိုက်ပြီးတော့ product တွေကို review လုပ်ဝင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ product လေးရဲ့အကြောင်းကိုသိချင်တယ်ဒါတွေဒါတွေကဘယ်လိုမျိုး꽈တယ်ဆိုတာမျိုးသူ့စီကိုဒီလိုမျိုး link လေးပေးလိုက်ပါတစ်ခုယူပြမယ်နော် ါ copy ယူလိုက်မယ်အဲ့ link လေးကိုဒီမှာပေးလိုက်မယ်နောက်တစ်ခါကိုက review တွေအများကြီးကိုသိကျင်နေဆိုလို့ရှိရင်နောက်ထပ် link တွေထပ်ထည့်ပေါ့เนาะမဒီအင်ညီနဲ့ဒီအင်ညီဥမာ dependent နဲ့ dependent ကဘယ်လိုမျိုးကွာခြားလဲအဲ့လိုမျိုးလေးမေးလို့ရတယ်ပေါ့เนาะအဲ့ဒါကိုမီဆိုဒီ video တွေမှာဘယ်လိုမျိုးလောက်အောင်လဲဆိုတာကိုပြပြပေးတော့ပါမယ် ChatGPT ရဲ့ shopping research လေးကိုမီဆိုသုံးတဲ့လိုမျိုးလိုက်ပြီးသုံးကြည့်လို့ရပါတယ် ဒါကတော့အခုမှစသုံးမိသူတွေဆိုရှင်ဒီလိုမျိုးမြင်ရမယ်ပေါ့နော်။ကိုကလင့်လေးတွေယူလာလိုက်။ယူလာပြီးလို့ရှိရင်သူကဒီမှာအောက်မှာ shopping resort ဆိုတာလေးကိုယူလိုက်မယ်ပေါ့နော်။ယူလိုက်ပြီးရင်တော့ guest starter ကိုလုလိုက်မယ်။အဲ့မှာဆိုလို့ရှိရင်မီဆိုပေးတဲ့ link တွေကိုသူကလိုက်ပြီး review တွေဖတ်နေပြီပေါ့နော်။ဒီမှာမီဆို link တွေ3-4ခုလောက်ထည့်ပေးလိုက်တယ်။အာဒီဖက်နက်တွေရဲ့ မတူညီတဲ့အချက်ကိုပြောပါပေါ့နော်ကိုကဘာလိုချင်နေဆိုတာမျိုးကိုသူ့ကိုဒီနေရာမှာတစ်ခါကျတော့မိကုံးလေးမေးတဲ့ဘာဘာလိုမျိုးစီးချင်တာလဲပေါ့အဲ့လိုမျိုးမေးတဲ့ပြီးလို့ရှိရင်ဒီလိုမျိုးတန်ပြီးတော့ထွက်လာတယ်ပေါ့နော်သူ့ရဲ့ review ပေါ့နော်ဒီမှာဆိုလို့ရှိရင်အချင်းကြကြစီးလို့ရဖို့အတွက်အာဘယ်လိုဖက်ကိုဝင်ရမယ်ဆိုပြီးအပေါ်မှာ summary ပြရတယ်ပြီးလို့ရှိရင်သူ့ရဲ့ choice အဓိကပထမဆုံး အကောင်းဆုံးကိုသူရေးပေးထားတယ်ပြီးလို့ရှင်အောက်မှာပေါ့နော်ခေါင်းနဲ့အချက်တွေမကောင်းတဲ့အချက်တွေပါမယ်ပြီးလို့ရှင်နောက်ထပ်သူဘယ်လိုတင့်တော်မလဲပေါ့နော်အဲ့ဒါတွေပါအောက်မှာပြောပေးထားတယ်ဖနက်တစ်ခုချင်းစီတောင်ပြောပေးဒါဆိုလို့ရှင် Shopee ရဲ့ link လေးတွေကိုပဲထည့်လိုက်တာကွာအာအဲ့ဒီ link လေးတွေကနေမှသူကဒီဖနက်ရဲ့အကောင့်ကျူဆိုကျူအစားအဆုံးတော်တော်နဲ့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 ရှာပြီးရုပ်လုပ်ပေးတယ်ဒီမှာဆိုလို့ရှင်လည်း comparison table လုပ်ပေးတယ်မြို့ကြည့်ကြတာဒီ comparison ကိုပဲကြည့်ကြတာလေနော်အဲ့မှာဆိုလို့ရှင်ပတ်စံကဘလောက်လောက်ရှိတယ် မှာကိုဒီ comfort ဖြစ်မှု level ကဘယ်လောက်ရှိရဲဆိုတာမျိုးကိုရေးပေးထားတယ်။အောက်မှာလည်း तू က tips လေးပေးထားရပါတော့။ပြီးလို့ရှိရင်တစ်ခုကောင်းတာလေးဒီပေးပါလေ။ तू ကဘယ်လိုမျိုး uh forum online forum လို့ပြောရမလား။အဲ့အဲ့မှာဒီ finite ကိုဘယ်လိုမျိုး review ပေးကြရဲဆိုတာတွေပါကိုက like ရှာနေစရာမလိုဘူး။ तू ကဒီလိုမျိုး link တွေကိုတစ်ခါရဲရှာပေးတယ်။ရှာပေးပြီးတော့ तू ဒီအချင်းချုပ် summary လေးတွေမှာအကုန်လုံးထည့်ပေးထားရပါတော့။အဲ့ကျတော့တကယ် user review ကိုလည်းသိရတယ်လေ။ sign in ရ review ပဲမဟုတ်ဘဲနဲ့ user review ကိုပါတစ်ခါလေးသိရတယ်။ အဲ့တော့ဒီ research တွေတော့တော်တော်အဆင်ပြေတယ်မိဆိုလို့ရှိရင်အခုနောက်ပိုင်းမာတဲ့ပစ္စည်းတွေကိုဒါနဲ့ပဲသုံးလိုက်တာပေါ့နော်အဲ့ကြလို့ရှိရင်အာကိုကတခုတခုလိုက်ရှာနေကြလဲမလို့တော့ဘူးအာ तू ကတည်တည်ရှာလေး analysis လုပ်ပြီးပြောပေးရပေါ့နော်မာဒီဖက်နဲ့ဆိုလို့ရှိရင်ဘာလေးကိုသုံးထားရအတွက်တကြစီလို့ရ overall အကုန်လုံးချုံပြုတ်ပေးထားတယ်အဲ့ကြမို့လို့သုံးကျင်လို့ရှိရင် ChatGPT ရဲ့ဒီ interface တွေကိုဝင်ပြီးသွားလို့ရှိရင် shopping research ဆိုတာလေးဖွင့်ပြီးတော့သုံးကြည့်ကြပါလို့နောက်ထပ်ပြီးပြန်တွေ့ပါမယ်